ီတောင်စုတမရမြန်မာနိုင်ငံတော်ပြည်တောင်စုလွှတ်တော်ကိုစားပြုကော်မတီကြီးညာချက်မှတ်၃မြင်းဆောင်2025 1389ခုနှစ်နဒေါ်လပြည့်ကျော်၄ရက်2025ခုနှစ်ဒီဇင်ဘာလ၈ရက်အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းပြည်တောင်စုလွှတ်တော်ကိုစားပြုကော်မတီသည်2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုကဒီမိုကရေစီနှိကျအနှင်းလိုက်သည့်အာဏာကိုကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာယအမျိုးသားညွေဆိုးရဖွဲ့အားအောက်ပါပုဂ္ဂိုလ်များဖြင့်ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီးဟူ၍ပြင်ညာခဲ့ကြပါသည်အသည့်ပြင်ဆင်ဖွဲ့စည်းလိုက်သောအမျိုးသားညွေအစိုးရဖွဲ့တွင်၁ဥဝင်းမြင့်နိုင်ငံတော်သမ္မတ၂ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၃ဒူဝါလရှိလနိုင်ငံတော်ဒုတိယသမ္မတယာယီသမ္မတ၄မန်ဝင်းခိုင်တန်း ပြည်ထောင်စုဝန်ကြီးချုပ်ငါဒေါက်တာစောဝေဆိုးပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဝန်ကြီးချုပ်ယုံ6ဒေါ်စင်မအောင်ပြည်ထောင်စုဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဌာန9ဥလွင်ကိုလတ်ပြည်ထောင်စုဝန်ကြီးပြည်ထရေးနဲ့လူဝင်မှုကြီးကြရေးဝန်ကြီးဌာန8ဥယီမွန်ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန9ဒေါက်တာလျှံမုံစာခေါင်းပြည်ထောင်စုဝန်ကြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန10ဥတင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီးစီမံကိန်းဘန္တာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန7ဒေါက်တာဝင်းမြအေးပြည်ထောင်စုဝန်ကြီးလူမှုကူညီရေးအလွတ်တမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန7ကြားထွယ်ပန်းပြည်ထောင်စုဝန်ကြီးပညာရေးဝန်ကြီးဌာန73ဒေါက်တာရွှေပုံပြည်ထောင်စုဝန်ကြီးကျန်းမာရေးဝန်ကြီးဌာန14ဒေါက်တာတူးခေါင်ပြည်ထောင်စုဝန်ကြီးတယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဝန်ကြီးဌာန15ဦးအောင်မျိုးမင်း ပြည်ထောင်စုဝန်ကြီးလူခွန်ရေးဆိုင်ရာဝန်ကြီးဌာန16ဦးသိန်းဦးပြည်ထောင်စုဝန်ကြီးတရားရေးဝန်ကြီးဌာန18ဦးစိုးတူရာထွန်းပြည်ထောင်စုဝန်ကြီးလျှက်စစ်နယ်စွမ်းအင်ဝန်ကြီးဌာန18ဒေါက်တာဆိုင်းခိုင်မျိုးထွန်းဒုတိယဝန်ကြီးနိုင်ငံကြားရေးဝန်ကြီးဌာန19ဒေးဗစ်ကွန်အောင်ဒုတိယဝန်ကြီးနိုင်ငံကြားရေးဝန်ကြီးဌာန20ခုထဲဘူးဒုတိယဝန်ကြီးပြည်ထောင်ရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန21ဦးကျော်နီ ဒုတိယဝန်ကြီးပြည်ထဲရေးနဲ့လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာန22နိုင်ကောင်းရွတ်ဒုတိယဝန်ကြီးကာကွယ်ရေးဝန်ကြီးဌာန23မိုင်းဝင်းထူးဒုတိယဝန်ကြီးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန24မင်းစေယာဦးဒုတိယဝန်ကြီးစီမံကိန်းဗန္ဒာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန25ဒေါက်တာငိုင်းတံမောင်းဒုတိယဝန်ကြီးလူမှုကူညီရေးအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန26ဒေါက်တာခင်မောင်လွင် ဒုတိယဝန်ကြီးကျမ်းမာရေးဝန်ကြီးဌာန29ခွန်စောဖူးဒုတိယဝန်ကြီးတယန်စာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန28ဦးအောင်ကျော်မူဒုတိယဝန်ကြီးလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန29ဦးမော်ထွန်းအောင်ဒုတိယဝန်ကြီးလျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ဒီဇင်ဘာလ10ရက်နေ့ရက်စွဲနဲ့အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညွေအစိုးရဆိုင်ရာတည်င်းတစ်ပုတ်ကို VOR ကဖတ်ကြားတင်ပြလိုက်ရပါတယ်ခင်ဗျာ